အဲစိတ်ထဲမှာလေစိတ်လည်းစိတ်လည်းမကောင်းဘူးနည်းနည်းလည်းခံပြင်းတယ်လို့မျိုးခံစားရတယ်ဗောနော်ဘာလို့လဲဆိုတော့ကျွန်တော်၈နာရီခွဲအလုတ်ကအလုတ်ပြန်ခါနီးလေးမှာအဲကျွန်တော်တထေးစီကဖုန်းလာတယ်ဗောနော်ကျွန်တော်ရဲ့အလုတ်လုတ်ဘော်ကင်ဖဲပေါ့လုတ်ဘော်ကင်ဖဲညီလေးတယောက်စီဖုန်းလာတယ်ဘာဖြစ်လို့လဲဆိုတော့အเจ้าရင်းကပလိတ်ယုံမှာတဲ့မြန်မာ၃ယောက်အဖမ်းခံထားရတယ်ဗောနော် မြန်မာသုံးယောက်အဖမ်းခံထားရတယ်တဲ့အဲ့ဒါမြန်မာစကားလည်းတလုံးမှမတက်ဘူးအမ် sorry ထိုင်းစကားလည်းတလုံးမှမတက်ဘူးလို့ပြောတယ်ဗောနော်အဲ့ဒါတစ်ချက်လောက်နည်းနည်းဘာသာပြန်ပေးဖို့သွားလိုက်ပါဗောဆိုတော့ကျွန်တော်ကသွားကျင်စိတ်တော့မရှိဘူးဒါပေမဲ့လည်းအရေးစုံပြီးသွားကြည့်ရဲဗောလေဒီအတွေ့အကြုံလေးလည်းရှိအောင်ဆိုပြီးတော့ဗာကိစ္စလည်းလို့သိရအောင်ဗောပြောမှသူဆက်စုကျင်တဲ့ဆက်စုသွားဆက်စုတာဗျာအဲ့လိုမျိုးဆက်စုတာအဲ့ဒီအချိန်မှာကျွန်တော်ဟိုရောက်တော့ ဒီအချုပ်ခံနဲ့ထည့်ထားတယ်ဗျာဒီလောက်ဒီလောက်လေးကိုဘာမဟုတ်တဲ့ဟာလေးကိုအချုပ်ခံနဲ့ထည့်ထားတယ်ပြောပြမယ်အဲပြီးမှပဲကိုယ့်ဘက်ကိုသုံးသပ်ပြီးတော့ဆင်ခြင်ကြပေါ့လေနော်သူတို့လှုပ်တာလှုပ်မသိစေနဲ့ဆိုသလိုလှုပ်ရတော့မှဖြစ်တဲ့အတွက်ကျွန်တော်ကဒီဗီဒီယိုလေးလှုပ်လိုက်မိရေပေါ့ဆိုတော့သူတို့ဘာပြောလဲဆိုတော့တဲ့ ဒီသူတို့ចောင်းណធីကသူတို့ရဲ့ဒီဘယ်လိုပြောမလဲတာဝန်ရှိလူတွေကနေပြီးတော့ဝင်စစ်ဆေးတဲ့ချိန်မှာပြန်ပြန်កော်សန်းဆိုက်တဲ့ site ကိုဝင်စစ်တဲ့အချိန်မှာဗောနော်ဒီកောင်လေး3ယောက်ကပွန်းချနေတယ်ဗောသူကအချောချနေတယ်အချောချနေတယ်အဲ့ဒါကလုံးလုံးမရဘူးလို့သူတို့ကပြောတယ်ဗောနော်လို့လို့မရဘူးလို့သူတို့ကပြောတယ်မြန်မာပွန်းချက်လို့မရဘူးအဲ့ဒါကြောင့်သူတို့ဖမ်းလာတာတဲ့ကျွန်တော်မသိလို့ရှိရင်ဆေးတွေပါနေပဲဖမ်းလာတာလားဗောလေဆိုတော့ အဲအဲ့လိုမျိုးလုပ်တယ်ပေါ့ဆိုတော့ဒီကောင်လေး၃ယောက်ကိုကျွန်တော်မေးကြည့်တဲ့အခါကျတော့တို့မျက်လုံးလေးတွေကအဲဘယ်လိုပြောမလဲတို့ဒီထက်ပြန်ကျင်နေပြီဗျာဘယ်ချိန်တည်းကဖမ်းထားလဲဆိုတော့ညနေ9နာရီလောက်ကတည်းကဖြစ်လောက်တယ်3နာရီ4နာရီပေါ့အဲ့လောက်တည်းကနေပြီးတော့7နာရီခွဲလောက်ထိဆိုတော့အဲ့ဒီအချုပ်ခံထဲမှာက10စက္ကန့်တော့မနေကျင်ကြတဲ့သူတွေကြီးပဲဆိုတော့ကိုချင်းစားတယ်ဆိုတော့တို့ကမေးတယ်မင်းတို့ချောချလားမချလားဒါပဲဖြေတဲ့ဝန်ခံလားဝန်မခံလားပေါ့မင်းတို့ချောချတယ်ဆိုတာဝန်ခံလားဝန်မခံလားဖြေ ဖြေတဲ့ခါကျတော့ကျွန်တော်ကသူ့တို့သူတို့မှနားမလဲဘဲနားမလဲဘူးဆိုတော့ကျွန်တော်ကဒီကောင်လေးတွေကိုအရင်မေးတယ်ဟုတ်တယ်ကျွန်တော်တို့လုတ်တယ်လို့ပြောကျွန်တော်တို့လုတ်တယ်ဒါပေမဲ့ဘလို့ဘလို့ဖြေလို့လုတ်ရတာပါဆိုပြီးတော့သူတို့ကနေပြီးတော့ကျွန်တော်ပြန်ပြောလာတယ်အဲ့ဒီကသူတို့ရဲ့ဝနဖြစ်တဲ့သူကအလုပ်ထဲမှာမရှိဘူးအဲဒီပွန်းချရမယ့်ဟာချောချရမယ့်ဟာလေးနည်းနည်းရှိတယ်ပေါ့ဆိုတော့သူတို့ကလည်းပွန်းချလို့တတ်နေတဲ့ခါကျတော့ သူတို့ဝင်ချပေးလိုက်တယ်အမှန်တကယ်သူတို့ပွန်းချသမားမဟုတ်ဘူးလို့ကျွန်တော်ကအဲ့လိုမျိုးပလေးကိုပြန်ပြီးတော့ဘာသာပြန်ပေးလိုက်တယ်ဗောနော်အဲ့ဒီအချိန်မှာနည်းနည်းသူတို့မျက်နှာကအဲသူတို့လိုချင်တဲ့ပုံစံမရလို့လားတော့မသိဘူးဗောနော်ဆိုတော့အမှန်ကသူတို့ကိုချမ်းလို့ပြောစီခြင်းတာဗျာသူတို့ကပွန်းချတဲ့သူလို့ပြောစီခြင်းတာအဲ့လိုမျိုးအဲ့ဒီမှာပလေးကပြောတယ်သူတို့အဲ့ဒီထိုင်းထိုင်းတွေတသက်ပဲပွန်းချလို့ရမယ်ဗောနော်ဒါပွန်းချတာကမြန်မာတွေကိုချလို့မရဘူးဆိုတော့ ဥပဒေထုတ်ထားတာမသိဘူးလားဗောလေသူကအဲ့လိုမျိုးမေးတယ်အဲ့လိုမျိုးမေးတဲ့ခါကျတော့သူတို့မသိလို့ဖြစ်မှာဗောလို့ကျွန်တော်ကအဲ့လိုမျိုးပြန်ဖြေပေးလိုက်တယ်ဗောဆိုတော့ okay ဒါဆိုလို့ရှိရင်တော့မင်းတို့ဝန်ခံပြီးပြီဆိုလို့ရှိရင်တော့လားတဲ့တယောက်ချင်းတယောက်ချင်းဆိုတော့လက်မှတ်ထိုးခိုင်းတာဗောနဲလက်မှတ်ထိုးခိုင်းတာဗောလက်မှတ်ထိုးတဲ့စီကိုရောက်သွားတော့မြေမပြေပရလာလဲတဲ့သူမေးတယ်သူကရခိုင်ကလာတယ်ရခိုင်ကလာတယ်လို့သူကပြောတယ် okay ဟုတ်ပြီရခိုင်ကလာတယ်အသက်ဘယ်လောက်လဲနာမည်ဘယ်လောက်လဲဘာညာမေးတယ်ဗောလေမေးတဲ့ခါကျတော့အခုနေလို့မျိုး မြန်မာပြည်ကိုပြန်ပို့လိုက်မယ်ဆိုလို့ရှိရင်ဘာဖြစ်နိုင်လဲပေါ့အဲ့ဒီမိကွန်းကတော့နည်းနည်းလေးတတ်တယ်မိလူကိုလူကိုတတ်တယ်လို့တွေးမိတယ်ပေါ့လေအဲ့ဒီအချိန်မှာကောင်လေးကပြောတယ်မင်းအွန်လိုင်းစီကိုမပို့လို့ရှိရင်တော့ရပြီပေါ့လေအဲ့လိုမျိုးပြောတယ်အဲ့လိုမျိုးပြန်ပြောတယ်အဲ့ဒီအချိန်မှာကျွန်တော်ကနည်းနည်းစိတ်မကောင်းလေးတော့ဖြစ်သွားတယ်ပေါ့ဆိုတော့အဲ့လိုမျိုးတော့ပြောလို့မရဘူးလို့သူကပြောတယ်အဲ့လိုမျိုးတော့ပြောလို့မရဘူးဆိုပြီးတော့ကျွန်တော်ကကျွန်တော်နီးကျွန်တော်ဟန်နေပဲပြောလိုက်တယ်ပေါ့ ဘယ်လိုပြောလိုက်လဲဆိုတော့သူတို့မိဘအိုတွေကအမေအိုအဖေအိုတွေကမြန်မာပြည်မှာကြံနေခဲ့တယ်ဗောလေပတ်စံငွေကြေးတွေချီးငှားပြီးတော့ဒီလိုလာကြရတာဗောဆိုတော့အရန်ခက်ခဲသွားမှာပဲလို့ကျွန်တော်ကပြန်ပြောလိုက်တယ်ပြန်ပြောလိုက်တဲ့အခါကျတော့ဘလစ်ကလည်းအင်းအင်းအင်းဆိုပြီးတော့ဘလစ်ကငငယ်လေးဒီဆလာဝတ်ကငငယ်လေးယုံထိုင်နေတဲ့လူကအဲ့မှာမင်းတို့เจ้าဘနနာဘနတန်းထီနေလဲတဲ့သူက9တန်းထီနေတယ်လို့ပြောတယ်ကျွန်တော်က6တန်းထီနေတယ်လို့ပဲကျွန်တော်ပြန်ဖြေလိုက်တယ်ဗော ။ဘာလို့ဆိုတော့အတန်းကြီးလို့ရှိရင်တို့ကတမျိုးတွေးရင်လည်းတွေးနိုင်တယ်လေနော်။ဆိုတော့အဲ့လိုမျိုးကျွန်တော်ပြန်ပြောလိုက်တယ်။ပြောပြီးတော့မှအာတို့ကျွန်တော်လက်မှတ်တွေပါထိုးခိုင်းတယ်ပေါ့။လက်မှတ်တွေပါထိုးခိုင်းတယ်။လက်မှတ်တွေပါထိုးခိုင်းပြီးတော့မှနောက်ထပ်မလုပ်တော့နောက်ထပ်မလုပ်ဘူးပါညာပေါ့။အဲ့လိုမျိုးကတိကဝတ်တွေလက်မှတ်တွေထိုးခိုင်းတယ်စာရွက်အနေနဲ့အချက်လက် data တွေရှိတယ်တကယ်လို့များနောက်ထပ်ကြံတဲ့နေရာတွေမှာ तू ကသွားလုပ်လို့ရှိရင်ပွန်ချလို့ရှိရင်တော့ तू ကတော့ ပြန်ပြီးတော့အဖမ်းခံရမယ်အနေအထားမှာရှိရယ်ဗောလေဆိုတော့ကောင်လေးကလည်းကျွန်တော်ကိုတော်တော်ကြီးကိုသူကျေးဇူးတင်နေတဲ့မျက်နှာနဲ့မျက်လုံးလေးကျွန်တော်မြင်ရတယ်ဗောဆိုတော့อืมဘလို့ပဲဖြစ်ဖြစ်လေကျွန်တော်ကကူညီခြင်းယုံတက်တက်ပဲဆိုတော့ပလေးတွေအနေနဲ့ကတော့မကောင်းဘူးကျွန်တော်ကိုသူတို့ဘက်မပါတဲ့ခါကျတော့သူတို့ဘက်ကပါပြီးမပြောပေးတဲ့ခါကျတော့ကျွန်တော်တမျိုးမြင်ကောင်းမြင်နေလိမ့်မယ်ဒါပေမဲ့ကျွန်တော်မတတ်နိုင်ပါဘူးကျွန်တော်ကျွန်တော်လုံလို့ရတဲ့ level ကနေပြီးတော့ကျွန်တော်ပြန်ပြောပေးတယ်ဗော ဆိုတော့အဲသူတို့၃ယောက်စလုံးကတော့လွတ်သွားပြီလို့သိရတယ်ပြန်လှုပ်လိုက်ပြီလို့လည်းသိရသတိရတယ်ပေါ့ဆိုတော့ဒါလေးပါပဲအဲ့ဒါလေးပြောပြချင်တာအဓိကကပေးချင်တဲ့ message ကဘာလဲဆိုတော့ဗျာဒီအလုပ်ငန်းခွင်တွေမှာမြန်မာတွေပွန်းချလို့မရဘူးဒါပဲမြန်မာတွေပွန်းချလို့မရဘူးကမကွန်ဘီလက်မြေဖြော်မဆလာဖြော်ဒါပဲဒီလောက်ပဲအလေးအပင်တွေမှအဲ့လောက်ပဲသူတို့ကလိုချင်တာအမှန်တကယ်ကသူတို့ပွန်းချတဲ့သူတွေကရှိကိုမရှိတာဗျာထိုင်းတွေကထိုင်းတွေအဲ့ဒီပွန်းချတဲ့သူဘယ်နှယောက်ရှိလဲမတွေ့ဘူးမရှိဘူး ကိုရင်းညီမတွေရေးပဲလုပ်နေရတာအဲ့ဒါကိုသူတို့ကဘာဘာကျွန်တော်ကျွန်တော်စိတ်ထင်မြင်ငယ်လျင်လှုပ်တဲ့ကိစ္စနဲ့များတဲဆိုင်နေလားဘာလို့ဆိုတော့မြန်မာတွေလှုပ်ထားတဲ့အဆောက်အုံဖြစ်တဲ့အတွက်မခိုင်ခန့်ဘူးပါညာနာမည်ပြည့်ရင်အဲသူတို့နိုင်ငံနာမည်ပြည့်တယ်ဆိုတဲ့ဟာကိုများတွေးထားသလားပေါ့လေဆိုင်ဆိုင်မဆိုင်ဆိုင်ကြကျွန်တော်ကတော့တွေးတယ်ဒါပါပဲဒီလောက်ပဲတတိလေးနဲ့နေကြပါဦး